MSP တက်ဆန်ကအဲဒါလေးလုတ်ပေးပါပေါ့နော်အာသူမြန်မာမှုလေးလည်းပါခြင်းနဲ့အာနိုင်ငံတကာ international festivals film festivals ဆိုတဲ့အကြောင်းမလို့သူပမာဆိုတော့လည်းသူပြခြင်းနဲ့ပြီးရင်သူသူကိုယ်တိုင်လည်းစင်ပေါ်မှာ present လုပ်ရမယ့်ဟာမျိုးဖြစ်တယ်အဲဒါအကြောင်းမလို့မြန်မာမြန်မာမှုဆိုလည်းမြန်မာမှုကြီးပဲဗမာဝတ်စုံကြီးပဲမဟုတ်ဘဲနဲ့စမ်းထားတာလေးပေါ့ဒီ all burmese movie stars ပေါ့အဲအဝှအရင်ကကဗမာ မင်းသမီးတွေရဲ့ပုံစံမျိုးစပင်အားအစားပေါ့နော်သူအကြံပေးခဲ့သူအဲ့တိုင်းလေးပဲဖြစ်အောင်လုပ်ခဲ့တယ်ပြေးတဲ့လျှို့ဝဲရတနာ more and more မှာရှာဖွေပါ သက်ဆန်ကကျွန်တော်ကံကောင်းတယ်ပဲပြောမှာပေါ့အာကျွန်တော်ချုပ်ပေးတယ်ဒီ celebrity တွေပေါ့နော်တော်တော်များများက appreciate လုပ်တယ် artist တွေကိုအာသက်ဆန်ဆိုလည်းအတူတူပဲဒီအကောင်လုံးပါပဲအဲ့လို appreciate လုပ်တာတော့လေအဲအဲ့ဒါမှမှဒီဝတ်ဆောင်လေးကကျွန်တော်ဒီ Miss Universe မြန်မာဟာလုပ်နေတော့မယ်လုပ်နေကြမှာပဲသက်ဆန်က ဲဒါလေးလုတ်ပေးပါပေါ့နော်အာသူမြန်မာမှုလေးလည်းပါခြင်းနဲ့အာနိုင်ငံတကာ international festival film festival ဆိုတဲ့ကြောင့်မလို့သူပမာဆိုလည်းသူပြခြင်းနဲ့ပြီးရင်သူသူကိုယ်တိုင်လည်းစင်ပေါ်မှာ present လုပ်ရမယ့်ဟာမျိုးဖြစ်တယ်အဲဒါကြောင့်မလို့မြန်မာမြန်မာမှုဆိုလည်းမြန်မာမှုကြီးပဲပမာဝတ်ဆောင်ကြီးပဲမဟုတ်ဘဲနဲ့စမ်းထားတာလေးပေါ့ရိုးရိုးလေးနဲ့စမ်းထားတဲ့ပုံစံမျိုးလေးသူ vibe လေးပေါ့အဲ့လိုမျိုးလေးသူတို့ကျန်နေဆိုပြီးကျွန်တော်လာပြီးကန်လိုက်ခဲ့တယ်အဲ့ဒါလည်းဟိုကျွန်တော်ကလည်းပြောမယ်ဆိုရင်သူကလည်းပြောခဲ့တာဒီမြန်မာမှုနဲ့ ဒီ fashion နဲ့အဲ့လိုပြောဆိုရင်ကျွန်တော်ပဲမြင်နေပေါ့เนาะအဲ့တော့ကုညီပေးပါဆိုပြီးတော့အဲ့မှာသူက LA မှာရောက်နေပြီ LA မှာရောက်နေတဲ့ဟာကိုကျွန်တော်အာသူ့ကိုဟိုပြောမယ်ဆိုရင်ဘာမှမတိုင်းခဲ့ဘူးမတိုင်းမဲနဲ့အရင်တော့အတိုင်းနဲ့ပဲသူ့လုပေးလိုက်တယ်အာ fit in လည်းမချခဲ့ဘူးဒါပေမဲ့ဟိုပို့လိုက်တယ်ပို့လိုက်တော့ဟိုရောက်တော့လည်းကွက်တီပဲပေါ့เนาะဟုတ်အဲ Edward Song လေးကပြီးသွားရင်ကျွန်တော်ကအဓိကယူထားတာကဒီ မင်းကကျွန်တော်လုပ်ခဲ့တဲ့ secretariat ပေါ့เนาะအဲ collection ကဒီဟိုပါပေါ့ fabric တွေပေါ့အဲ fabric တွေပြီးရင်ဒီချိတ်အစင်တွေအဲအားတွေပဲပြန်သုံးပြီးတော့အဲ collection တွေကတစုံအနေနဲ့ပေါ့ထပ်ပြီးလုပ်လိုက်တဲ့သဘောပါပဲဒါကကျတော့ custom ပေါ့အဲတစံတယောက်တည်းတည်း custom ဆိုပြီးလုပ်ပေးခဲ့တာပါအာပြီးတော့ရင်ဒီ inspiration အကြတော့ကျွန်တော်တို့ဒီဒီ old barmies movie stars ပေါ့အဲ awash အရင်ကကပမာ မင်းသမီးတွေရဲ့ပုံစံမျိုးစပင်အားအစားပေါ့နော်သူအကြံပေးခဲ့သူအဲ့တိုင်းလေးပဲဖြစ်အောင်လုပ်ခဲ့တယ်ပြီးွားရင်ဒီအထက်ကရင်စိအင်ကြီးလေးကအစားရင်စိအင်ကြီးလေးဆိုတော့ကျွန်တော်ကအာဒီ accessory နေနဲ့တခြားမလုပ်တော့ဘဲနဲ့ပလဲလေးကိုပလဲကျိုးဆိုပုံစံမျိုးလေးပေါ့အဲ့လိုလေးဖြစ်သွားအောင်ကျွန်တော်လုပ်ပေးလိုက်တယ်ပေါ့နော်ပြီးွားတော့ဒီအပေါ်ကပမာပုံစံမျိုးလေးနဲ့အောက်ခြေအကြတော့ dress ဆိုပုံစံမျိုးလေးကိုမှခန္ဓာကိုယ်ပေါ်အောင်အနက်လေးနဲ့ပေါ့ body shape လေးပါပေါ်ပြီးလုပ်ပေးခဲ့တာပါဟုတ်အဲ့ဝယ်ဆုံး၃ရက်ပဲကြာဩ၃ရက်ပဲကြာတယ်အာ idea စစဉ်းစားတာစပြီးတော့အာ idea ကိုအာ sketch ဆိုဆိုလဲသက်ဆန်ကို၄မျိုးလောက်ပို့တယ် င်မြောက်ပေါ်ရဲမှာဘယ်ဟာကြိုက်လဲပေါ့နော်အာကျွန်တော်ကအရှိတွေမှာကြာတော့တခြားဟို sketch မှာကြာတော့ဒီချိတ်ဆန်တဲ့မဟုတ်ပဲတခြားပုံစံမျိုးလေးကျွန်တော်လုပ်ပေးခဲ့ဒါပေမဲ့သူကနောက်ဆုံးဒီချိတ်ဆန်တဲ့ဟာဒီမဲ့သူလုပ်ချင်တယ်ပေါ့အဲ့လိုဆိုပြီးဒီကြောင်ရွေးခဲ့တယ်ရွေးပြီးပြီးချင်းပဲပြန်ရောက်တယ်ချုပ်တယ်အာနှစ်ရက်ပေါ့နော်နှစ်ရက်လုံးလိုက်တယ်လုံးလိုက်ပြီးရတယ်ကျွန်တော်အာနောက်နေ့ကျတော့ဒီ delivery နဲ့ပို့လိုက်တာဒီအနုပညာဒီ art ပေါ့နော် art တစ်ခုကိုကျွန်တော်လုပ်တဲ့အချိန်မှာဖန်တီးတဲ့အချိန်မှာအာ ဒီ reception ပေါ့ audience reception ကိုကျွန်တော်မကြည့်ခဲ့ဘူးဘယ်တော့မှအာနောက်ပိုင်းလည်းကြည့်မှာမဟုတ်ဘူးအခုလည်းမကြည့်ဘူးအဲ့တော့အကြောင်းမို့လို့ကျွန်တော်ကဟိုဒါတော့ကောင်းတဲ့ good reception ရတာကောင်းတာပေါ့ကောင်းတာပေါ့ကျင်းတတ်တာပေါ့ဟိုဒါပေမဲ့ဟိုကိုကဒီချပြလိုက်တဲ့အခါမှာဟိုဒီဟာအတွက်ဒီလို reception ရဖို့အတွက်ချပြရတယ်ဆိုတာထက်ခုနကလို international ီ festival flame recover ပေါ်မှာပမာဆိုပြီးတော့ပမာမှုဆိုတဲ့ဟာမျိုးထိတ်ဆိုရိုးရိုးလေးနဲ့ရသွားအောင်ပေါ့အဲ့လိုလေးပေးခြင်းနဲ့ဆန္ဒနဲ့ကျွန်တော်တို့ပေးခဲ့တော့ကြောင့်မလို့ဂျင်းတတ်တယ်သူလည်းဒါဟုတ်တယ်သူ page မှာပေါ့ဒါအဲဆိုတော့ဒီ channel highlight ဒီပြောထားတဲ့ပေါ့ကိုလည်း PT လေးမျိုးမျိုးရှိတယ်ဟုတ်အဲဒီဟာကတော့ပြောမယ်ဆိုရင်ကိုကတော့ဟိုစေတနာနဲ့ပေါ့လုပ်ပေးရတဲ့အတွက်ကြောင့်မလို့စေတနာ ပြန်ရရလို့ပဲခံစားရပါတယ် ဟိုဒီခုနလိုပေါ့ကျွန်တော်ခုနပြောလိုပဲဟိုကျွန်တော်အာ collaboration လုပ်ပေးတဲ့ artist တော်တော်များများအဲဒီ art ပေါ်မှာအဲတံမိုးထားကြတယ် ဟိုဟိုဖြိုးတေတေလေးအဲ့လိုလေးလှုပ်ပေးကြရတယ်ပေါ့နော်ကျေးဇူးတင်ပေးကြရတယ်အဲ့အတွက်ကြောင့်လည်းကျွန်တော်သက်ဆိုင်အောင်ဒီကနေ့ကျေးဇူးတင်ပါတယ်ဟုတ်ဟုတ်တယ်သူဝိတာဆာရာရဲ့ပြင်နာစင်တာရဲ့စပင်လီယာအဂျန်ဟုတ်တယ်အားကြီးကောင်းနေနောက်ပြီးတော့သူပြောရတာလီယောင်နဲ့ဒီသပွဲနဲ့တက်ရတာလည်းသူလက်ဖြစ်ပြန်ဆော်လေးကကိုယ့်ရဲ့တော့ဝတ်စုံပေါ်တဲ့သူလည်းမြမတယောက်နေနေရောမြမမြမလေးပေါ်တော့ဒါဘယ်လိုမျိုးတာဟိုသူ့အတွက်ပေါ့ပေါ့ကိုယ့်အတွက်ဘယ်လိုလေးတာ appreciate လုပ်ချင်တယ်ပေါ့ကိုပေါ့နော်ဘယ်လိုလဲပြောချင်တယ်ဗာဒီလိုဒီပွဲတွေတက်ရအောင်ဆိုတာလည်းမတွေ့ဘူးလေဟုတ်တယ်ဟုတ်ကမ္ဘာနဲ့ချီပြောမှာ assess ဆိုလေဒါဆိုင်အလဲအခုချိန်မှာတော့ဒီ international မင်းသမီးတယောက်ဖြစ်အောင်တော့ထိုးဖောက်နေတော့ကြာမလို့ကျွန်တော်တို့အားပေးတယ်ဟိုနောက်လဲ support လုပ်တော့ဖို့လည်းရှိရဲခုနပြောလို့ပေါ့ဟိုကျွန်တော်အာဒီလုပ်ပေးခဲ့တဲ့ဒီ miss ဒီ model တွေအကုန်လုံးပေါ့အကုန်လုံးကျွန်တော်က အာကိုတက်နိုင်တလောက်ပေါ့နော်ကိုတက်နိုင်တဲ့နေရာကနေပြီးတော့ support ပေးတယ်အာဒါဆိုလည်းကိုလုပ်ပေးနိုင်တဲ့နေရာတစ်ခုပေါ့နော်လုပ်ပေးနိုင်တဲ့နေရာတစ်ခုဆိုတော့အာမလုပ်ပေးနိုင်တော့လည်းညင်းတယ်ကျွန်တော်ကကြာတော့ဘာလို့လဲဆိုတော့ကိုတာဝန်ပြောင်းမယူနိုင်ဘဲနဲ့လည်းတာဝန်မယူဘူးအဲ့တော့ယူနိုင်ယူမယ်ဆိုဆုံးဖြတ်တဲ့ဟာဆိုလည်းကြေပေါ်အောင်ကျွန်တော်ယူတယ်ဟုတ်မြန်မာမှုဆိုတာဟိုမြန်မာကျွန်တော်ကကြာတော့ဟိုအာမြန်မာမှုကိုဒီ traditional မြန်မာမှုဆိုတာတက်ကျွန်တော်မြန်မာမှုမှာနည်းနည်း twist လေးပေါ့အဲ့လိုလေး ထဲလေထဲတာရှိတော့ဟုတ်အာဒါကတော့ပြောမယ်ဆိုပြမမှုကိုဒီဒီဇိုင်းနေနဲ့လောက်လာတာကျွန်တော်မှမဟုတ်ပါဘူးကျွန်တော်ရှေ့မှာလည်းအများကြီးရှိခဲ့တဲ့စီနီယာဒီဇိုင်နာတွေအဲအခုချိန်မှာတော့ဟုတ်ဟိုကျွန်တော်မနစ်ကပေါ့နော်မနစ်ကတဲ့ the secretariat collection ပြီးကြတဲ့အဒါဒါတော့လုတ်ဖြစ်နေပါဘူးမမှုနဲ့ပတ်သက်ကောင်းတော့မှာတယ်ကောင်းတော့မှာတယ်ဟိုပြောရမယ်ဆိုရင်အာကျွန်တော်ကကြတော့ဘယ်လိုလဲဆိုတော့အဲဟို အမြဲတမ်းပါအမြဲတမ်းကျွန်တော်အာကျွန်တော်ဘေးကလူတွေတခြားကျွန်တော်ဟိုတငယ်ချင်းဒီဇိုင်နာတွေသူတို့တွေအကုန်လုံးအကြံဉာဏ်လဲကျွန်တော်တောင်းနေယူတယ်ဟိုလက်ခံတဲ့အရာဆိုတဲ့လက်ခံတယ်အာကိုဆုံးဖြတ်ထားပြီးကိုဒါကိုလုပ်မယ်လို့ဆုံးဖြတ်ထားတဲ့ဟာမျိုးကြတော့လဲကိုစွတ်လုတဲ့တယ်မှာတော့ပါတယ်ဟိုအဲအတွက်ကြောင့်မို့လို့လဲကျွန်တော်ပါအဲကြောင့်မို့အဲရာကြောင့်မို့လဲကျွန်တော်ကဘယ်လို reception ရရပေါ့ဘယ်လိုအာဟိုရရအဆင်ပြေတယ် ကျွန်တော်ကဟိုအတုံးပြမှုရရပါတော့ကြိုက်တီးပြင်ဆင်ပြကြိုက်တီးပြင်တော့အဆင်ပြေပါဘာလို့လဲဆိုတော့ကိုလိုချန်တာလုံးလိုက်ရရတော့ကြောင့်မြန်မာစတာပစာ